အားလုံးပဲမိင်္ဂလာပါရှင်ဒီနေ့မှာတော့စုကံမလုံစားဖြစ်တာတော်တော်လေးကြာနေပြီဖြစ်တယ်လက်ဖက်ထမင်းတောက်လုံစားပါမယ်နော်ပထမဦးဆုံးစုခရမ်းချင်းဒီတွေကိုထမင်းနဲ့နေဖို့တမျိုးနဲ့ပကံပေးမှအလှဆင်ဖို့ပေါ့နော်ဝန်းဝိုင်းလေးတမျိုးနှမျိုးလှီထားလိုက်ပါတယ်ကော်ပီတောက်ကိုလည်းခပ်ပပါလေးလှီထားလိုက်ပါတယ်အဆက်အသွယ်ငရုတ်တီးအနေထောင်နှစ်တောင်းကိုလည်းလှီထားလိုက်ပါတယ် လက်ဖက်ထမင်းနဲ့သွေးစားဖို့အတွက်ကြက်ဥသလုံးကိုလည်းကြော်ထားလိုက်ပါတယ်နော်ကဲခုဆိုရင်တော့စုလက်ဖက်ထမင်းတုပ်ပါတော့မယ်လှီးထားတဲ့ဂေါ်ဘီတုပ်ခင်းချင်းဒီနဲ့မြုပ်တီးစိမ်းတွေကိုထည့်လိုက်ပါတယ် မြေပဲလှော်တွေကိုလည်းထည့်လိုက်ပါတယ်လက်ဖက်ကိုတော့လေစူဒီမာလွယ်လွယ်ကူကူရှူရှဲလက်ဖက်ကိုပဲတုံးထားတာပေါ့နော်ရှူရှဲလက်ဖက်နှစ်ထုပ်ကိုထည့်လိုက်ပါတယ်အရာရအတွက်ကိုတော့အချိုမုတ်အနေငယ်နဲ့ငံပြားရည်အနေငယ်ထည့်လိုက်ပါတယ်။အချင်းအတွက်ကိုတော့တံမြားဒီနှစ်စိတ်ကိုညှစ်ထည့်လိုက်ပါတယ်ရှင်။ ပြည့်ခါမှာတော့စူတတိချာချာလေးပုတ်ပေးလိုက်ပါတယ်။အိုးစီစီစီမေ့သွားလို့စီအနှဲငယ်လေးထည့်လိုက်ပါတယ်နော်။ ရတာမြည်ကြည့်ပါမယ်ရတာအပေါ်အငယ်အချင်းအဆက်ကိုတော့မမိစိတ်ကြိုက်လို့တို့လို့ပြင်ဆင်လို့ရပါတယ်နော်ဒီမှာစုရဲ့လက်ဖက်ထမင်းကအငယ်နဲ့အချင်းပေါ်နေလို့ငံပြားကြီးအနေငယ်နဲ့တံမြာကြီးသစဲထက်ညှစ်ထဲလိုက်ပါတယ်နော်ခုဆိုရင်တော့ဆူရဲ့လက်ဖက်ထမင်းကတော့ရပြီပေါ့နော်။ဆိုင်မာလိုပဲဆူပွဲပြင်ပါမယ်။ အပေါ်ကနေစူစားခြင်းနဲ့ပစွန်ချောင်းတွေကိုစီထည့်လိုက်ပါတယ်။ ကြည့်ပါဦးစားချင်းစရာကြီးလက်ဖက်ထမင်းကလေအရာရာကောင်းပြီးလှုပ်ရတာလေလွယ်တယ်အချိန်ခဏလေးနဲ့ပြီးရပါတော့စုလို့ပဲလက်ဖက်ထမင်းကြိုက်တဲ့သူတွေလိုက်လှုပ်စားကြည့်ကြတော့ခုလိုမျိုးလွယ်ကူရိုးရှင်းပြီးအရာရာရှိတဲ့စားတောက်ဖွဲ့ရများနဲ့ဟင်းတွေကိုချက်ပြုတ်နေတဲ့ဗီဒီယိုတွေကိုစုအမြဲတင်ပြသွားမှဖြစ်တဲ့အတွက်စုရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့နော် ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။တတပါ